့ဒီတယောက်ခေါင်းထဲထည့်ပေးတာဒီတယောက်ခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ပါလာတဲ့ဟာပါဒီတရားတို့ရေပင်ထဲရထည့်ပေးမှကြလာတာလို့အပေါ်မှာတယ်လက်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်းရမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါမယ်နိုင်ငံခြားသားယူရဲ့မြို့ပြတ်မှမြို့ပြတ်မှမြို့ပြတ်မှနဲ့စစ်တပ်အာဏာရှင်ကြီးတွေတသက်လုံး plan ခဲ့တဲ့ကိစ္စဘာကြောင့်ဆိုတော့သိချင်ရင်အဲ့ဒီချိန်ကသာရှင်းတာကျွန်မကိုချစ်ကုန်မှာလေဆိုရှင်းလဲကျွန်မအမျိုးသားဖြစ်နိုင်တာပဲတဲ့ Hallelujah ားလုံးပဲမေကပါ MZ ပါမိမပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာ Okay ပထမဆုံးတပုတ်နေနဲ့ပျော်ရွှင်ကြည်နူးစရာလေးနဲ့အစဖွင့်ပြရလေဒါရေရေတောက်ကျွန်တော်တို့ရဲ့စက်သားကြီးတွေနော် Okay ဒါကျွန်တော်တို့ရဲ့ခလေးလေးတွေကျွန်တော်တို့ရဲ့ရေရေတောက်စက်သားကြီးတွေ ကြည်ပြခလေးစိတ်တော်မကုန်သေးဘူးတော်လန်ကျင်စိတ်တစ်ခုတည်းနဲ့အာနာရှင်ကိုမကြိုက်တဲ့အတွက်တော်ထဲမှာနေထိုင်နေရစိတ်တွေကခလေးစိတ်တွေပျော်ရွှင်ရမယ့်ဂိမ်းတိုက်နေရမယ့်အရွယ်လေးတွေဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့အဘကကြုံကြီးပြောထားတယ်လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲအစီအတို့သွားကြမယ်တဲ့လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်ရမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါမယ်အဲဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံး ဟိုလက်ခံပြီးတော့မှအာဘီထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဘသူအာဘီရလဲဘသူကထောက်ခံတာလဲကျွန်တော်တို့မပါဘူးနော်ကျွန်တော်မှန်တရားဖက်တော်သားတွေမပါဘူးနော်ဗဘပုကာမချုပ်ကြီးစိတ်ထဲရှိရစိတ်ကူးထဲရှိရရှောက်ပြောမနေနဲ့အသက်တွေလည်းကြီးနေပြီဒါတက်မလို့အင်အားရှိလို့ရှင်အဲတန်ပြအင်အားရှိမယ်ဆိုတဲ့ဟာတော့ပေါ်လင်းပါတယ်ကဒါပြည်သူအလုံးကိုလည်း နိုင်ငံချစ်စိတ်လူကြီးစိတ်တက်ဒီဒီရက်ပူပြီးတော့မှရှေ့အောင်ဆောင်ရွက်ဖို့ကိုလိုအပ်လိုအပ်ပါလိမ့်မယ်။ဒါမှသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ပြည်သူ့တက်မှုအောင်ပြည်သူ့တက်မှုရှိအောင်ပေါ့။ဆောင်ရွက်နိုင်မယ်ဆိုတာလေကျွန်တော်တွေ့ပါတယ်။မဟုတ်ငါတို့နိုင်ငံအနည်း80ကျော်ပြီမင်းတို့ကောင်တွေအုပ်ချုပ်လာတာဖွံ့ဖြိုးတိုးတက်မှုကအခုချိန်ထိလုံးလုံးမကုန်သေးဘူးလား။ ဘယ်ချိန်မှဖွံ့ဖြိုးတိုးတက်မှာလဲဘယ်ချိန်မှငါတို့တွေနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးလူလိုသူလိုနေရမှာလဲဘယ်ချိန်မှလွတ်လွတ်လပ်လပ်ဘဝတွေကိုပိုင်ဆိုင်ရမှာလဲโอเคဗျာတီးခံပေးလိုက်ပါအစ်တရားလည်းကြီးနေပြီခရောင်ကနိုင်နေရှောက်ပြောင်းနေရဆိုတော့လေဒီသတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့ချစ်ရတယ်ကျွန်တော်တို့လေးစားရတယ်ကျွန်တော်တို့ရဲ့အမေအစုကဘာကြောင့်နိုင်ငံသားသားကိုယူတာလဲเนาะဟိုဘက်က ဘောမအုပ်စုကနေပြီးတော့ကလားကိုယူတယ်အမျိုးပါသာသာသနာဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ချစ်မှပြောထားတာလေးကိုရှင်းပြချက်လေးတွေကိုတစ်ချက်နားထောင်ပေးပါအောင်။ဒါတော့ကိုပြောပြပါပြည်သူချစ်တဲ့ Andy Shu, Meme Shu, Ame Shu ကြောင့်မတိတာစံကြောင်းရေးတဲ့ဒေါ်ဆန်းစုကြည်တက်ဆာဆောင်နဲ့ Noriko Otsu ဘာသာပြန်တာ Letter from Ansan, Letter for Ansan Suji အားလုံးစာပေးရထုတ်တာ။အဲ့လေးဖတ်တဲ့ ။ဘာလို့လဲဆိုရင်ဒေါအောင်ဆန်းစုကြည်ဘာလို့နိုင်ငံခြားသားယူတာလဲ။နိုင်ငံခြားသားယူတဲ့မြို့ပြတ်မှမြို့ပြတ်မှမြို့ပြတ်မှနဲ့စစ်တပ်အာဏာရှင်ကြီးတွေတသက်လုံး blank ခဲ့တဲ့ကိစ္စပါကြောင့်ဆိုတော့သိချင်ရင်ဒီစာအုပ်ရဲ့စာမျက်နှာစာနာကိုလန်လိုက်ပါ။အဲ့မှာသိပါလိမ့်မယ်ဗျ။သိချင်ရင်ဖတ်ကြည့်လိုက်နော်ပြီးတော့ဒေါန်ဆန်းစုကြည်ဟိုတဲ့အဲအင်တာဗျူးတစ်ခုမှာတဲ့တတိယနောက်တယောက်တော့မေးတယ်တဲ့ဘာဖြစ်လို့နိုင်ငံခြားသားယူရလဲတဲ့အဲ့တော့အဲမီမီစုအန်တီစုတို့ရဲ့ချစ်ရတဲ့အန်တီစုအမေရှိလာပါတည်လိုက်တယ်တဲ့ ဲ့ဒီချိန်ကသာရှင်သာကျမကိုချစ်ကုန်မှာမယ်ဆိုရှင်လည်းကျမအမျိုးသားဖြစ်နိုင်တာပဲတဲ့ကြောက်ရှင်တဲ့သဘောကဗမာမျိုးသားရေသူ့ဥမမယူခဲ့လို့သူမယူခဲ့ရတဲ့သဘောနော်ဘာမှမျိုးပြတ်မှမဟုတ်ဘူးဗမာမိန်းမတယောက်ကဗမာယောက်ျားယူရှင်တာထုံးစံပဲဟုတ်တယ်မပလိန်ကြနဲ့မပလိန်ကြနဲ့မဟုတ်ဘူးဗျာကျွန်တော်ပြောပြချင်တာကအသက်ငယ်ငယ်လေးနဲ့နိုင်ငံသားကိုရောက်သွားတယ်အပြိုပေါ်ဝင်ကားစပြိုဖြန်းဖြန်းတိရောက်သွားမှတော့မြမယောက်ျားလေးကသူ့ကိုယူသူမရှိရဲ့ ရှိတဲ့ယောက်ျားလေးကတော့ဒါအပြိုတယောက်နေနဲ့ယူမှာပဲဗျခမရတို့လည်းယူမှာပဲကျွန်တော်တို့လည်းယူမှာပဲအဲ့ဒါကိုတော့ blame လို့မရဘူးသူ့ကိုကျွန်တော်တို့နိုင်ငံသားတယောက်ကကြိုက်ရင်အဲ့ဒီအချိန်မှာ तू လည်းယူရင်ယူမှာပဲအဲ့တော့ဘောမတွေပြောနေတာလေခေါင်းထဲမှာထည့်နေတယ်ကျွန်တော်တို့အမေကိုကျွန်တော်တို့ချစ်မြဲချစ်မယ်ကျွန်တော်တို့တွေအမေကိုဦးတည်ပြီးတော့လွတ်လပ်တဲ့တရားမျှတတဲ့နေရာတစ်ခုကိုကျွန်တော်တို့အတူတူသွားကြမယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့လေးစားချစ်ခင်ရတယ်ကျွန်တော်တို့ရဲ့ကိုယ်စွဲစက်တက် lobby ဘောမတွေနဲ့ဆက်ခွေးတွေကို တဲ့ပေါ်တင်စိန်ခေါ်လိုက်တဲ့ရုပ်တံလေးအာရစရာလေးဘင်းတို့စစ်တပ်ထောက်ခံသူဘောမတွေရဲ့နော်စစ်တပ်လော်ဘီအုပ်စုတွေရဲ့အေးဘောစစ်တပ်လော်ဘီဆိုဘောမပေါ့နောက်တစ်ခုကစစ်ခွေးတွေဟွန်းစစ်ခွေးဘင်းတို့ပထမအဦးဆုံးအတိတ်တရားကိုခေါင်းထဲရတယ်ထည့်ပြီအဲ့တော့ငါတို့ကငါတို့မိငါတို့ဘေးကနေငါတို့ကိုမွေးလို့ငါတို့ကမြန်မာနိုင်ငံမှာလူဖြစ်လာโอเค အဲ့လိုပဲမြားအဖေမေရကနေမွေးတဲ့လူပေါင်းစုံကလည်းမြန်မာနိုင်ငံမှာလူဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံသားတွေဖြစ်လာအဲ့တော့မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုသွားကျင်တဲ့ပုံစံမှာတို့မှသွားခွင့်ရှိဘုံဝါရအဖြစ်အားလုံးကလက်ခံဖို့ပဲလိုတယ်ကွာအဲ့တော့ငါတို့သွားကျင်တဲ့နိုင်ငံတော်ငါတို့သွားနေတာကိုမင်းတို့စိုးစူကဟွန်းကန့်ကွက်ပြီးတော့မှငါတို့ဘုံမှာအနိုင်ကျင့်ဖို့ကြဟုတ်ပြီအနိုင်ကျင့်ဖို့ကြ နိုင်ကြီးပူကြပြီးတော့မှမင်းတို့ကြွေးကြော်တဲ့ဟာမင်းတို့တခုမှမင်းတို့မလုပ်ဘူးမင်းတို့အနိုင်ကြီးပူကြတယ်လေတော့ပဲပြက်တယ်မင်းတို့တိုက်တယ်တိုက်တော့မနိုင်အောင်မနိုင်တော့ပြက်တယ်ထောက်ပံ့မရအောင်မင်းတို့မြန်မာနိုင်ငံသားကိုယ်နိုင်ငံသားပြည်သူလူထုကိုမင်းတို့ရဲဆက်ဆက်ဘုံကျဲပြီးတော့မှမင်းတို့တက်ဖြတ်တယ်ဒါလည်းမင်းတို့ဘောမရတယ်ထောက်ခံတယ်ဆိုတော့ဘလို့အုံနောက်လဲကစဉ်းစားလို့မရအောင်နောက်တစ်ခုကျတော့မင်းတို့မင်းစားတဲ့အုံနောက်တော့မပြစ်နိုင်ဘူးတော်တော်လေးအင်အားစုတွေနဲ့စစ်တပ်နဲ့ နော်မင်းတို့စစ်ခွေးအုပ်စုနဲ့ပေါ့ကွာဟာဟာအဲအတူတူကပူးတွဲပြီးတော့မှအုပ်ချုပ်တဲ့ပုံစံဖြစ်နေပြီအဲ့ဒီမှာတရုတ်ကလာပြီးတော့မှကြားဝင်တယ်မင်းဒီတရုတ်ကစစ်ကောင်စီဝင်ယုံတားရှိုးမှာလာထိုင်တာရောဘာလို့ပြည်သူတွေသဘောမတူဘူးဘူးပြည်သူရဲ့ဆန္ဒလည်းမဟုတ်အဲစစ်တပ်ရဲ့ဆန္ဒတစ်ခုတည်းနဲ့လုံနေတာထောင်ပေါင်း60ပတ်ဝန်းကျင်မှာလည်းဥနေဝင်းကရှမ်းဒီကချင်ပြည်နယ်ကနယ်မြေတွေကိုတရုတ်ကပေးပြီးွားတယ်ဟွန်းအခုလည်းတရုတ်ကောင်စီဝင်ယုံကိုနိုင်ငံတော်ရဲ့သဘောတူညီချက် တော်တော်ရဲ့ဆုံးဖြတ်ချက်တွေဘာမှမပါဘဲနဲ့ပြည်သူရဲ့ဆန္ဒတစ်ခုမှမပါဘဲနဲ့မင်းတို့ခေါ်သွင်းပြီးတော့မှမင်းတို့ဒီဘအားကိုပစင်ရိုးလို့ပြောနေတယ်မင်းတို့ဟိုချန်နီယိုနဲ့အယိုးထိုးမယ်ငါတို့နေမျိုးကိုဖြစ်နေရတော့ဘာတို့ညာတို့စောက်ကြီးစောက်ကြဲတွေပြောနေတဲ့ကောင်တွေကလူမှုဆန္ဒမပါဘဲနဲ့ခေါ်ထည့်ပြီးသွားတယ်မင်းတို့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုထောက်ခံနေတော့အဲ့ဒါလည်းမင်းတို့စစ်တပ်ကိုချစ်နေတော့မင်းတို့ရဲ့အတိတရားမရှိမှုကငါတော်တော်အဟောတယ်ဘလို့မျိုးစိတ်နဲ့လဲမသိအဲ့တော့မင်းတို့အတိတရားကိုခေါင်းထဲထည့်ပေးတယ် နော်မင်းတို့အယိုးနဲ့ခြံစည်းရိုးထိုးမယ်ပါကို့ပြည်နယ်ထဲမှာကျတော့တိုက်တဲ့တိုက်ပွဲတွေကျတော့အယိုးခြံစည်းရိုးထိုးမယ်ပါပြောဆိုကြီးဆောက်ချက်ပြောအခုတရုတ်ကအယိုးကိုခြံစည်းရိုးတော့ထိုးစရာမလိုဘူးနော်ပြည်သူလူထုလည်းလက်မခံဘဲနဲ့မြန်မာနိုင်ငံထဲမှာကောင်းစည်းဝင်ရုံလာစိုက်တယ်ဆိုတာဒါအချို့ကြောင့်အာဏာကျူးကျော်တာပဲမင်းတို့ပြောတာမင်းတို့ကပြည်သူရဲ့ဆန္ဒကိုလည်းအကောင့်ထဲမဖော်ဘူးမင်းတို့ကဒီနိုင်ငံတော်ရဲ့အချို့ကြောင့်အာဏာကိုလည်းမကာကွယ်ဘူးအဲ့ဒါမင်းတို့စစ်သားမဟုတ်တော့တက်မတော်မဟုတ်တော့မင်းတို့စစ်ကွေးစစ်ကွေးရဲ့အုပ်စုဖြစ်သွားပြီ ။အဲမင်းတို့တီတရားကိုခေါင်းထဲထည့်ပေးတာ။တီတရားကိုခေါင်းထဲထည့်ပေးလို့မရရင်ငါမိမွေးတော့ပါလာတဲ့ဟာမှာတီတရားကိုရေပြီးဖင်ထဲရထည့်ပေးမယ်ကြားလား။လုံးဝပေါ်မတယ်။ဒီနေရာလည်းတည့်ရမယ်နော်။ဖင်ထဲရထည့်ပေးမယ်ကြားလား။ပေါ်မရဒီလောက်ဖြစ်ပြနေရအောင်နားမလဲဘူးเนาะကိုပြည်တွင်ကိုအချင်းချင်းတိုက်တာကြတော့မင်းတို့တွေကဖင်ရားကြတာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အယိုးနဲ့ခြံစည်းကိုထိုးမယ်တို့เนาะအသွေးနဲ့အသားနဲ့ကာကွယ်မယ်တို့ ိုတရုတ်ကပေါ်ပေါ်တင်တင်ကြီးကျူးကျော်နေတာကြတော့ဘယ်ကောင်မှဘာမှစကားတလုံးတောင်မှဟာရဲဘူးအဲ့ထဲမှာဘောမရီထဲမှာဟာရဲတဲ့ကောင်နည်းနည်းလေးဟာရဲတဲ့ကောင်တကောင်တော့ရှိတယ်ကြော်မျိုးမင်းအဲ့ကောင်တော့နည်းနည်းလေးကြိုက်တယ်နည်းနည်းလေးနော်ဘောမထဲမှာနည်းနည်းလေးလက်ခံလို့ရတယ်သူကဘောမပဲမယ်နည်းနည်းလေးပြောရဲတရုတ်ကိုတရုတ်ကိုပြောရဲတာအဲ့တခုလဲတွက်ပဲကြိုက်တာနော်ကျန်တာတွေတော့လက်ခံနိုင်တဲ့အကြောင်းမရှိဘူးအဲ့တော့အတီတရားကိုရကြပါအတီတရားကိုမရရင်အတီတရားကိုရမဲ့နီလန်းနေငါတို့တွေ လောက်ရလိမ့်မယ